ရုံတင်လက်မှတ်ရောင်းချမှုဒေါ်လာတန်း80နဲ့အဆင့်တင်နေရာကိုရောက်ရှိခဲ့တဲ့ Demonslia Infinity Cast ရဲ့ရုပ်ရှင်အကြောင်းကိုတင်ပြပေးပါမယ်။ မြောက်အမေရိကသမိုင်းမှာ Demon Slayer Infinity Guest တဲ့ Japan Enemy ဇာကကရုံတင်လက်မှတ်ရောင်းချမှု American Dollar တန်း80နဲ့ပွဲဦးထွက်ခဲ့ပြီးတဲ့နောက်မှာတော့ရုံတင်လက်မှတ်ရောင်းချမှုသမိုင်းမှာမှတ်တိုင်တစ်ခုကို site ထူနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဇာကကမြောက်အမေရိကရုံတင်လက်မှတ်ရောင်းချမှုမှာအဆင့်တနေရာကိုရောက်ရှိသွားခဲ့ပြီးတော့ The Conjuring Last Rite ဇာကကိုကျော်တက်သွားခဲ့တယ်လို့သိရပါတယ်။ အိဆက်ကားက1999ခုနှစ်မှာအမေရိကန်ဒေါ်လာ32တန်းနဲ့ပွဲဦးထွက်ခဲ့တဲ့ Pokemon The First Movie ကိုဇာတ်ကားကိုကြော်တက်ကအကြီးမားဆုံးပွဲဦးထွက် Enemy ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် Demon Slayer Infinity Castle ဇာတ်ကားကထွက်ရှိပြီးတဲ့နောက်တရင်တစ်ပတ်တစ်ပတ်ကြာမှာရုံတင်ဝင်ဝင် American Dollar 132ထက်သမတန်းနဲ့တမိုင်းတစ်လျှောက်အကြီးမားဆုံးပွဲဦးထွက် Enemy ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ကြောင်းလည်းသိရပါတယ်။ Crunchyroll ကုမ္ပဏီနဲ့ Sony ကုမ္ပဏီတို့က Demon Slayer Infinity Castle ဇာတ်ကားကိုမြောက်အမေရိကတဝန်းနဲ့နိုင်ငံတကာဈေးကွက်49ခုမှာဖြန့်ချိခဲ့ပြီးတော့ American Dollar 180ခွန်တသမ8သန်းထိရရှိခဲ့တာပါ။ Consco ရဲ့အကြီးအကဲမီဒီယာခွဲခြမ်းစိတ်ပြသူ Paul Dagra Idigran က Demos Leia Infinity Gas Day ဇကာကရုံတင်လက်မှတ်ရောက်ချမှုရဲ့ခံမှန်းလို့မရတဲ့အခြေအနေတွေကိုပြသနေခဲ့ပြီးတော့ဒီဇကာကထွက်ရှိပြီးတဲ့နောက်မကြခင်မှာပဲမြောက်အမေရိကရုံတင်လက်မှတ်ရောက်ချမှုမှာအဆင့်တင်နေရာကိုရောက်ရှိလာခဲ့ပြီလို့ပြောဆိုခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံအဖြစ်ဩစတြေးလျနဲ့ကနေဒါတို့ကအသိမှတ်ပြုရတဲ့သတင်းကိုတင်ပြပေးပါမယ်။ ကနေဒါနိုင်ငံဝန်ကြီးချုပ်မတ်ကာနီကကနေဒါနိုင်ငံကပါလက်စတိုင်းနိုင်ငံကိုတရားဝင်အသိမှတ်ပြုပြီးအစ္စရေးနဲ့ပါလက်စတိုင်းနှစ်နိုင်ငံစလုံးအတွက်ငြိမ်းချမ်းတဲ့အနာဂတ်ကိုတည်ဆောက်ရမှာကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုကံလန်းပါတယ်လို့ပြောခဲ့ပါတယ်။အလားတူဩစတြေးလျနိုင်ငံဝန်ကြီးချုပ်အန်တိုနီအေဘာနီစ်ကဩစတြေးလျနိုင်ငံကလည်းလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံအဖြစ်တရားဝင်အသိမှတ်ပြုလိုက်ပြီးဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အန်တိုနီကေဘာနီစ်ကဩစတြေးလျကပါလက်စတိုင်းပြည်သူတွေရဲ့တရားဝင်ပြီးတော့ကာလရှည်ကြတောင်းခံထားတဲ့ဆန္ဒတွေကိုအတိအမှတ်ပြုပါတယ်လို့ပြောခဲ့ပါတယ် ဩစတြေးလျနိုင်ငံကဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အတွက်အစ္စရေးပေါ် VR ပေးမှုတွေမှာအနောက်အစုနိုင်ငံတွေနဲ့ပူးပေါင်းပါဝင်လာခဲ့ပြီးတဲ့နောက်အခုလိုထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ Anthony Albanese ကဒီအသီးမှတ်ပြုမှုကအစ္စရေးနဲ့ပါလက်စတိုင်းပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုတည်တံ့စေမယ်။နှစ်နိုင်ငံဖြည့်ရှင်းချက်အတွက်ဩစတြေးလျရဲ့ကတိကဝတ်တွေကိုတည်တည်ပြနေတာမျိုးပဲဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။